Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Nipia Rubin Amoding ကတော့ကျွန်တော်စန်ဒလန်ကိုအိမ်ဝဲမှာ၂ခုကူမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာပွဲပြီးပြောသွားတဲ့အကြောင်းအရာလေးတွေကျွန်တော်တို့ချိုးရှိတယ်ပေါ့နော်။ Lemons နဲ့ပတ်သက်ပြီးတော့ရော Misan Mount နဲ့ပတ်သက်ပြီးတော့ရောအိမ်ဝင်း၃ပွဲဆက်နိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ရောပြောထားတာတွေကျွန်တော်ရှိတယ်။ဒါလေးတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။အားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးကတော့ဂူဒမား Lemons ဖြစ်တဲ့သူနဲ့ပတ်သက်လို့သူပြောထားတာတော်ရှိတယ်ဗောနော Lemons အသင်းကို စားရောက်လာလာခြင်းတို့ကသူ့အနေနဲ့လက်ရှိနိုင်ငံအသစ်ပေါ့နော်လိဂ်အသစ်မှာကျွန်တော်တို့ဒီအဝင်ခွင့်ကြဖြစ်အောင်ကြိုးပမ်းမှုလိုအပ်နေတယ်ဆိုတာကိုသူကောင်းကောင်းခံစားမိတယ်ပေါ့နော်ဒါကြောင့်ပထမဆုံးပွဲဒီမှာဆိုလို့ကျွန်တော်ကျွန်တော်ဒါဘိုင်နာကိုပဲကျွန်တော်ဒါပွဲထွက်ကစားမှဖြစ်ကျွန်တော်တုံးနေခဲ့တယ်လမ်းမန်းစနေနဲ့နေရာအစ်စ်မှာကျွန်တော်ဘောနော်ဘယ်လိုပြောမလဲလေ့ကျင့်မှုအစ်စ်တွေနဲ့ကျွန်တော်ဒါရင်ဆိုင်ရတဲ့အခါကြုံရတဲ့အခါမျိုးတွေမှာ ဟိုသူ့အနေနဲ့အကောင်းဆုံးဖြစ်ဖို့လိုတယ်ပေါ့ပြီးလို့ရှိရင်လည်းပဲဒီနိုင်ငံမှာခင်ဗျားတို့အထူးသဖြင့်မီဒီယာတွေကပေါ့နော် PR တွေအင်မတန်ပေးကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီ PR တွေကိုခံနိုင်ဖို့အတွက်လည်းသူ့အနေနဲ့ဖြည်းဖြည်းချင်းကြိုးပမ်းနေတာပေါ့ဆိုတော့သူ့ရဲ့ပထမဆုံးပွဲစဉ်အတွက်တို့ဒါအကောင်းဆုံးပြင်းပြင်းစင်စင်ကြိုးပမ်းခဲ့ကြရပြီးတော့ဒီပွဲမှာအဆင်ပြေအောင်သူကစားနိုင်ခဲ့တဲ့ပွဲဖြစ်တဲ့အတွက်ရှေ့မှာကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်ကျွန်တော်အနေနဲ့ ဒီအချိန်ပေးတာတွေပေါ့နော်အဒက်ဖြစ်အောင်လုပ်ပေးကြတာမျိုးတွေကအကျိုးရှိတယ်ပေါ့ဗျာကျွန်တော်တို့ကစားမားတွေကိုတယောက်နဲ့တယောက်ပြောင်းလဲသုံးစွဲတဲ့ rotation ဆိုတာမျိုးက imminent လိုအပ်တယ်တော့နော်သူတို့တင်အသေးမှရှိတဲ့ကစားမားအားလုံးကစားဖို့တော့အစဉ်သင်းဖြစ်နေဖို့ကျွန်တော်လိုအပ်တယ်ဆိုတာကိုကောင်းကောင်းနားလည်ထားဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီရည်ဒီရည်ဟာကျွန်တော်အရှိကြီးကစားရအောင်ပါပေါ့နော်ကျွန်တော်ကပွဲတွေအများကြီးကစားရအောင်မယ်ဆိုတော့ကျွန်တော်မှာကြုံလာရမယ့်ပြဿနာတွေကလည်းအများကြီးရှိအောင်ပါဘာမဆိုဖြစ်သွားနိုင်စွဲရှိတဲ့နေသားမျိုးတွေဒီနေ့ပွဲမှာအသင်းပေါ်တွေကလည်း ကုသမလက်မန့်စ်ကိုအကောင်ဆုံးဆွမ်းဆောင်ရည်တစ်ခုပိုင်ဆိုင်နိုင်ဖို့အတွက်သာကူညီခဲ့ကြတာကိုမြင်ရမှာပါဆိုပြီးတော့သူပြောထားတယ်။ဒီနေရာမှာတော့လက်မန့်စ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲကိုရီးယားတော့ပေါ့နော်လက်မန့်စ်ကိုကျွန်တော်ရှေ့ဗီဒီယိုဒီမှာပြောသလိုပဲဘယ်ဂျန်ပရိုလိဂ်ဒီမှာ week in week out ကြည့်နေတဲ့သူမဟုတ်တဲ့အခါကျတော့လက်မန့်စ်ဘယ်လိုလဲဘယ်ွားလဲမသိဘူးပေါ့လေဆိုတော့လေဂျင်ကွင်းမှာဘာတွေဖြစ်နေတယ်လဲကျွန်တော်မသိဘူးပေါ့တေချာတာတကူကတော့ကျွန်တော်တို့မှာအန်ဒရယ်ဦးနန်းနာတို့ဘိုင်ယန်နာတို့ ਨੇ အဆင်မပြေတဲ့အနေအထားမှာ အရေးဆုံးပြီးတော့တုံးဖို့ဘိုင်နာကိုလိုအပ်တဲ့ sorry ပါဒီ lemons ကိုလိုအပ်တဲ့ဆိုတာတော့ဒါတေချာသိရဒါတေချာသိတာပြောတယ်မလားဒါပေမဲ့လေလို့ပြည်တနာကဘာလဲဆိုတော့အဲ့ဒီ lemons နဲ့ကိုပဲ mo ရင်းကလုံးဝမတုံးဘူးအခုဆိုလို့ချင်းပြည်မြလေးပွဲစဉ်ကျွန်တော်တို့ခွန်ရောက်လာပြီဗျာပွဲစဉ်ခွန်ကြမှာပဲကျွန်တော်တို့တုံးတယ်เนาะဆိုတော့ဒီဘိုင်နာကိုပဲကျွန်တော်အဆင်မပြေပါဘူးဆိုတော့ပွဲဒီမှာကိုပဲသူဆက်ဆက်ပြီးတော့ကျွန်တော်တို့တုံးတာဆိုတော့ရှစ်ပွဲဒီမှာ lemons ကိုဒါတုံးခဲ့မယ်ဆိုလို့ရှိရင်ရလက်တီကပြောင်းလဲကောင်းလဲပြောင်းလဲသွားနိုင်တယ်ဒါမှမဟုတ်ဘူးเนาะ ဒီတိုင်းပဲကျွန်တော်ဖြစ်ကောင်းလေးဖြစ်သွားနေတယ်တိုးတိုးလည်းပဲလက်ရှိမှာ lemons ကိုနေရာပေးတာနောက်ကျတယ်လို့ကျွန်တော်တင်တယ်တပတ်ကိုတပွဲလောင်းနဲ့ကျွန်တော်ထွေးနေရတဲ့အချိန်ဒီမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်တော့အစင်ကတော့ပြေမှာပဲဗျကြားထဲမှာသူများတွေလိုမျိုးပွဲဆက်တွေကစားနေရတာမျိုးမဟုတ်တဲ့အတွက်ပေါ့နော်အချိန်ပေးတာတွေကတော့အဲ့လောက်ထိတော့လိုခဲ့တယ်လို့ရကျွန်တော်မထင်ဘူးတိုးတိုးလည်းပဲလက်ရှိမှာဆိုလို့ရှိရင်ဒီနေ့ပွဲစပြီးတော့ကစားတာအဆင်ပြေတယ်နောက်ပွဲဒီမှာလည်း lemon sea ကနေပြီးတော့ကောင်းတဲ့ performance ထက်ပြီးတော့မြင်ရဖို့ကျွန်တော်တို့ဒါမျှော်လင့်ရမယ်သူတို့ပဲဘဲကူသမားမှန်တော့ 100%ပေါ့เนาะဒါလုံးဝတကူးမှန်တမိုင်းတစ်ချောင်းမှာဂိုးမပြရအောင်လုပ်နိုင်မယ်ဆိုတော့မရှိဘူးပေါ့ဗျာเนาะကောင်းပါတယ်ဆိုတဲ့သူများဂိုးသမားတွေတော့မှာဂိုးတွေပြီးနေရတာပဲကို Lemons ကဘာမှုလဲဟုတ်တယ်မလားเนาะဒါပေမဲ့လို့အမားတွေမလုပ်ဖို့เนาะဆုံးဖြတ်ချက်အမားတွေကျွန်တော်မချဖို့ပြီးရင်ကော်နာတွေမှာ claim လုပ်နိုင်စွမ်းရှိတယ်เนาะ one on one stopping တွေမှာအတိုင်းတာတစ်ခုဒီပေါ့เนาะကျွန်တော် deny လုပ်နိုင်စွမ်းရှိတယ်ဆိုလို့ရှိရင်တော်တော်လေးအခြေအနေကောင်းနေကျွန်တော်ပြောရမှာပဲကျွန်တော်လိုအပ်နေတာဒီလုံးဝပေါ့เนาะပွဲတိုင်းဒီပါပေးကူမပြရည်ဆိုတဲ့ဂိုးသမားမျိုးကျွန်တော်မဟုတ်ဘူး เนาะဟိုအတိုင်းအတာတစ်ခုဒီဟိုကောင်းတဲ့စွမ်းဆောင်ဝီဒီတွေပြနေတဲ့ decent performance တွေမြင်ရတဲ့ဂိုးသမားတော့ကျွန်တော်ဖြစ်မှရမှာဒါကြောင့်ဒီပွဲက lemon street တော့ကျွန်တော်ပြည့်တဲ့ဒီမြင်ကျင်တဲ့ပုံစံမျိုးမြင်ခဲ့ရတယ်လို့ကျွန်တော်ပြောရမှာပဲเนาะဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင် lemons ကိုကျွန်တော်ဒါနီးပြဖြစ်သူကတော့ဒါဒီပွဲကတော်တော်လေးကိုအထောက်ပြုအထောက်အကူဖြစ်ခဲ့တဲ့ပွဲလေးလို့ကျွန်တော်ပြောထားတယ်။ဒါပြင်နောက်တစ်ခုသူဆက်ပြီးတော့ပြောထားသေးတယ်။ ultra boot မှာဗောနောအိမ်ကွင်း၃ပွဲဆက်နိုင်ခဲ့တဲ့အပေါ်ကတော့ဗောနောအာပထမဆုံးအနေနဲ့ကျွန်တော်ဒါ ျွန်တော်တို့လိုမန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးအတွက်ဒါဟာဖြစ်တဲ့အနေအထားပမှန်ပုံစံမျိုးဖြစ်နေရမယ်ပေါ့နော်ပထမဆုံးအာဆင်နယ်နဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်ရှုံးခဲ့ပြီးမဲ့လေလို့ကျွန်တော်တို့ရဲ့ကစားပုံကအရင်ကောင်းခဲ့တာပေါ့နော်ဒါကြောင့်ကျွန်တော်တို့အနေနဲ့အိမ်ခွေးမှာဟိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပေါ့နော် ခက်ခဲခဲခဲကျွန်တော်တို့ကရှင်ပြိုင်နိုင်စွမ်းရှိတဲ့အတင်းတင်းပြင်းကျွန်တော်တို့ကပုံဖော်နိုင်မှုလိုအပ်ခဲ့လို့ကျွန်တော်တို့ကိုယ်တိုင်ကလည်း competitive ဖြစ်အောင်ကျွန်တော်တို့ကကြိုးပမ်းနိုင်ခဲ့တယ်။ဒါပေမဲ့လို့အိမ်ဝင်းရောအဝေးကွင်းမှာပါကျွန်တော်တို့အနေနဲ့ဒလူဆွမ်းဆောင်ရည်ပြဖို့လိုတယ်ပေါ့နော်။ဒါမျိုးပုံစံမျိုးနောက်ပွဲတွေမှာမပြနိုင်ဘူးဆိုလို့ရှိရင်တော့စိတ်မသက်မသာဖြစ်ရမှာပဲပေါ့နော်။တေးကြတာတစ်ခုကတော့ကျွန်တော်တို့ပေါ့နော် every တန်ခါရဲ့လက်အောက်မှာလည်းအိမ်ဝင်းနေအချင်းကြီးကောင်းခဲ့မှုတယ်။ဒါပေမဲ့လို့အဆင်မပြေခဲ့ဘူးနောက်ပိုင်းကျတော့ ဟိုအိုလီဂနာဆိုရှယ်လက်ထက်တုံးကတော့အဝေးကွင်းမှာဗနက်ပွဲဆက်ရှုံးပွဲမရှိတော့ဘာလို့ဒီကျွန်တော်တို့ကြုံခဲ့ရဘူးတဲ့ကျွန်တော်ကြုံခဲ့ရဘူးတယ်ဗျာနော်အခုဆိုလို့ရှိရင်အတင်းမှာပြက်တနာတက်နေတာကအဝေးကွင်းနေပဲအိမ်ကွင်းမှာလည်းအနိုင်ရခဲ့ပွဲတွေတော့ရှိတယ်ဒါပေမဲ့အဲ့အနိုင်ရခဲ့ပွဲတွေမှာလည်းတိုင်ပတ်ခဲ့တဲ့ပွဲတွေချို့ကကျွန်တော်ရှိသေးတယ်အဲ့ဒီတော့ဘလူးမန်တော့အတင်းတွက်ကတော့လုံးလုံးကြီးအဆင်ပြေနေတာမျိုးမဟုတ်ဘူးဒါပေမဲ့တေချာတာတကူကအဝေးကွင်းမှာဒီထက်ပိုကောင်းတဲ့ performance တွေတော့ကျွန်တော်ပြနိုင်မှာရမယ်ဘာလို့လဲဆိုတော့ရှိအတင်းပြက်တနာကြုံနေရတဲ့နေရာမှာအဝေးကွင်းပြက်တနာတွေကအရင်ကြီးတယ် တို့အနေနဲ့အိမ်ဝင်းမာတော့မှာပေါ့နော်ကိုရီတကူတော့ပြန်ပြေးရတဲ့ဟေးဆိုလို့ရှိရင်အခြေအနေမကောင်းတော့တာတွေကျွန်တော်တွေ့ရတယ်ထင်တဲ့လောက်ထိအဆင်မပြေတာတွေကျွန်တော်တွေ့ရတယ်အဲ့ဓာတွေကိုကျွန်တော်တို့ကပြတည်တယ်လောက denial ဖြစ်နိုင်မှုကျွန်တော်လူတယ်တို့ကဟိုပြင်ဆင်နိုင်မှုကျွန်တော်လူတယ်ပေါ့နော်ဒါကြောင့် နီးပြရူဘင်အမိုဒီကတော့အိမ်ဝင်းမှာစွမ်းဆောင်ရည်ကောင်းကြီးပြတာဇက်တိုက်နေနိုင်နေဆိုတော့ကောင်းတဲ့တစ်ချက်ပဲဒါပေမဲ့လည်းအဝေးဝင်းမှာလည်းကျွန်တော်တို့ကပေါ့နော်စွမ်းဆောင်ရည်ကောင်းကြီးပြဖို့လိုတယ်ပေါ့အမှန်ပါတယ်ကျွန်တော်အနေနဲ့အဝေးဝင်းမှာစွမ်းဆောင်ရည်ကောင်းကြီးကျွန်တော်မြင်ရဖို့ကျွန်တော်လိုတယ်ပေါ့နော်အဲနောက်တစ်ခုသူဆက်ပြီးတော့ပြောထားတယ်ပင်ဂျမင်ရှက်ရှ်ကူရဲ့ဂိုးနဲ့ပတ်သက်လို့ပေါ့နော်ရှက်ရှ်ကူရဲ့ဂိုးကတော့ဒါဟာဒီကစားမဖြစ်သူအတွက်ကောအသင်းအတွက်ကောအင်မတန်အရေးကြီးတဲ့ဂိုးပေါ့နော်တိုင်းစစ်မှုတွေကဂိုးသွင်းဖို့အတွက်ရှင်သန်နေကြတာပဲပေါ့ညဒါကျွန်တော်တို့အတွက်တော့အရေးကြီးဆုံးကတော့ပင်ဂျမင်ရှက်ရှ်ကူဂိုးရဖို့နဲ့ ကစားသမားတိုင်းကိုရူးနဲ့ကိုတောင်ဝန်ကိုကျွန်တော်တို့ကအတိုင်းအတာတစ်ခုထိပါဝင်နိုင်မှုဖြစ်တယ်ဗောနော်ရှက်ကူကူထပ်ပြီးတော့ရတဲ့အတွက်သူ့အတွက်ကောအသင်းဘော်တွေအတွက်ပါကျွန်တော်တို့အနေနဲ့ပြောရတာပဲဗောနော်ဘင်ဂျမင်ရှက်ကူလူတိုက်စစ်မှုထားပါတော့ဗျာကျွန်တော်ကျွန်တော်မျိုးနဲ့ပြောလို့ပဲကစားမားတွေကဟိုလူညံ့နေဆိုလို့ရှိရင်အသင်းကိုရောက်လာတဲ့အကြောင်းမရှိဘူးပေါ့သူဟာနဲ့သူတော့အဆင်ပြေကြတဲ့ကစားမားသူ့အခြေအနေနဲ့သူရှိကြတဲ့သူတွေကြီးပဲရည်လိုမျိုးအနေထားကူမှာ ကျွန်တော်နီးပြဖြစ်သူကဘသူပဲဖြစ်ဖြစ်ပေါ့နော်နီးပြဖြစ်သူကကစားမားတွေရဲ့အားသာချက်တွေကိုအတုံးချအားနည်းချက်တွေကိုဖုံးပြနိုင်မဲ့ကျွန်တော်ပေါ့နော်ဒီ setup တွေနဲ့ကျွန်တော်အကျိုးပန်းမှာ Benjamin Shechko ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲဒီ boss striker ရန်ကောင်းတဲ့ကစားမားတယောက်ဖြစ်တယ်ပြောရင်သူ့ကိုကန်ချက်များများဖန်တီးပေးရင်ဂိုးသွင်းနိုင်စွမ်းရှိတဲ့ player ဖြစ်တယ်ကျွန်တော်မင်းညားကပွဲကိုကြည့်မယ်ဆိုရင် တိုက်စစ်မှုတစ်ယောက်တည်းကျွန်တော်ပူတဲ့ဆွမ်းဆောင်ရည်ဒီသူပြတယ်ဒီနေရာမှာဂိုးသွင်းသွားတဲ့နေရာမှာလည်းသူ့ရဲ့ positioning ကောင်းနေပေါ့လေဒါပြင်အမြင်မောတွေကိုလည်းသူကောင်းကောင်းဂျူဝဲပိုင်းရသူလုံးဝအဲဘယ်လိုပြောမလဲသူလုံးဝလူနိုင်စွမ်းကျွန်တော်ရှိတယ်နော်လူနိုင်စွမ်းကျွန်တော်ရှိတယ်ဒါပြင်ကစားမတွေနဲ့အခြေဆက်လောက်တာတွေလည်းသူကောင်းနေ physical ပိုင်းအရင် demand ဖြစ်တဲ့ premier league မှာသူ့ရဲ့ physical ability ကဘလောက်ထိပေါ့နော်ကျွန်တော်က united ရဲ့တိုက်စစ်ပိုင်းမှာအရေးပါနေတယ်လေကျွန်တော်ကောင်းကောင်းတွေးနိုင်တယ်သူကိုယ်တိုင်က adapt လုပ်နိုင်စွမ်းလည်းကျွန်တော်ရှိတယ်ဒါကြောင့်ပေါ့နော် search ကိုနေနဲ့ ။ဘာပဲပြောပြောဒါအခြေဆက်တွေအန်ပူမူရုနဲ့တွဲတာတွေကိုဗာတော်တော်လေးကောင်းလာနေကျွန်တော်မြင်ရတယ်ဗျာသိလား။ဒါကြောင့်ဘင်ဂျမင်ရှက်ကူနီနဲ့ဂိုးသွင်းတာကောင်းပါတယ်။နှစ်ဂိုးဆက်တိုက်ကျွန်တော်တို့ဘောနောနှစ်ပွဲဆက်တဲ့နှစ်ဂိုးသွင်းနေဆိုတာတိုက်စစ်အတွက်သွင်းဂိုးတွေမြင်ရတာတကယ်ကောင်းတဲ့အရာပါ။ဒါမှမဟုတ်ကျန်တဲ့ contribution တွေမှာကိုကပဲဘင်ဂျမင်ရှက်ကူကိုပိုကောင်းတဲ့အခြေအနေမျိုးတွေမြင်ရတာကပိုပြီးတော့ဝမ်းသာကြပဲ။ဒါကြောင့်ဘောနောရှက်ကူရဲ့ကူကကျွန်တော်တို့အတွက်အင်မတန်အရေးကြီးတဲ့တော့ကျွန်တော်တို့ကသွင်းဂိုးတွေကိုဖြစ်တယ်ဗောလေ။ ဒါကိုအမရင်းပြောထားတယ်ဒါအပြင်မေဆန်မောင်းနဲ့ပတ်သက်လို့လည်းမေဆန်မောင်းကတော့ဗောနဟိုခန်းစစ်ကိုဘယ်လိုကူရမလဲသူကောင်းကောင်းသဘောပေါက်တဲ့နေရာမှာပါတယ်ဒါအပြင်ဘုံလုံးအောင်တော့ပြေသွားတဲ့ကစားမတစ်ယောက်လည်းကျွန်တော်ဖြစ်တယ်ပေါ့နော် attacking blue သွားရမလဲသူတိတယ်ပေါ့နော်ဒီနေ့ကစားတာတော်တော်ကောင်းခဲ့တယ်ပေါ့နော်မီဆမ်မောင်းကတော်တော်ကောင်းပါတယ်မီဆမ်မောင်းကိုသွင်းတဲ့နေရာမှာသူရဲ့ first touch တော်တော်လေးကောင်းခဲ့တယ် defensive ဘိုင်းပေါ့နော်ကျွန်တော်က out of position shape ဘိုင်းเนาะ pressing ဘိုင်းနေမှာလည်းအများကြီးတော်တော်လေးကောင်းခဲ့တဲ့ကစားမပါဗျာဆိုတော့မီဆမ်မောင်းအနေနဲ့ ရန်ရာပြဿနာကင်းဖို့ပဲကျွန်တော်တို့လိုတာမေဆန်မောင်း injury ကင်းတာနဲ့ကျွန်တော်တို့ United မှာအများကြီးကျွန်တော်တို့နဲ့မျှော်လင့်လို့ရတယ်ကစားသမားပေါ့နော်ရှုံးပွဲတွေကိုကျွန်တော်တော်တော်လေးမုန်းနေပေါ့တူတူပြင်းဒီနေ့အနိုင်ရတယ်ဆိုတော့ခါကြတော့လေပျော်ရတယ်ပေါ့ဗျာနိုင်ပွဲနဲ့လည်းကျွန်တော်အသင်းကဒီနေ့ပွဲမှာထိုက်တန်ခဲ့တယ်လို့သူထင်တယ်ပေါ့နော် MOR ဆက်ပြောထားတယ်ဟိုဒီနေ့ဆိုလို့ရှိရင်ပေါ့နော်ဒါကစားမားတွေရဲ့ပေါ့နော်ကျွန်တော်ဒါဟို supporting ကိုသူမြင်ခဲ့ရတယ်ပေါ့ဗျာဟိုသူတို့အကောင်းဆုံးကစားပေးကျင်ကြတာကြီးကျွန်တော်မြင်တွေ့ရတယ်သူတို့တွေဟာနီးပြ တွေကိုအမြဲတမ်းပြောင်းလဲတာမျိုးမလူကြည့်မှုဆိုတာကိုလည်းကျွန်တော်ကောင်းကောင်းသဘောပေါက်တယ်ပေါ့နော်။နီးပြနဲ့အတူရက်တီတယ်ဆိုတာကလည်း transition တိုင်းမှာနေမကဘူးအရာအလုံးကိုပြစ်ဆက်တယ်လို့သူဆိုလိုတာပေါ့ဗျာ။ဆိုတော့အဲ့ဒါကိုပဲကျွန်တော်ဒီနေ့မှာလောက်ရက်နဲ့ပဲကျွန်တော်တက်တည်ပြရမယ်။ကျွန်တော်ပူကောင်းအောင်ကစားနိုင်တယ်ဆိုတာအမှန်တကယ်သိထားပြီးတော့ဒါတွေကိုကွင်းထဲမှာတက်တည်ပြရမယ်ပေါ့။ तू ကအဲ့ဒါကိုဘာလို့ပြောလဲဆိုတော့ရှေ့မှာမေဆန်မောင်းကသူ interview လုပ်သွားတယ်ကိုမေဆန်မောင်းကတော့ကစားသမားတိုင်းတယောက်ချင်းစီတိုင်းဟာနီးပြရူဘင် MO ရင်းကိုကျွန်တော်တို့က100% support လုပ်နေကြတယ်ပေါ့နော်100%ကျွန်တော်တို့က backup လုပ်နေကြတယ်နီးပြအပေါ်မှာယုံကြည်ကြတော့မယ်ဆိုပြီးတော့သူပြောထားတာကိုအဲ့ဒါကို channel list က mission mode ရဲ့ command နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲလို့သူမေးခဲ့တာကိုသူကတော့ဒီနေပွဲကစားမားတွေရဲ့ကစားပုံတွေအာယုံ suicide ပုံတွေရဆိုရင်သူတို့တွေနီးပြအပေါ်မှာအမှန်ကန်အားပေးနေကြတယ်ထောက်ခံနေကြတယ်ဆိုတာမြင်နိုင်တယ်ဆိုပြီးတော့သူပြောသွားတာပေါ့နော်။ဘာလို့လဲဆိုတော့ရှေ့ brand phone နဲ့ပွဲမှာကစားမားတွေကအာယုံဆူဆဲမှုအပြည့်နဲ့မကစားနိုင်လို့ပဲ။ကစားမားတွေဘောလုံးပြက်တာတွေများတယ်ပွဲကိုကျွန်တော်မထိန်ချုံနိုင်ဘူးဒါမျိုးတွေမြင်ခဲ့ရတော့ပေါ့နော်။ဟိုဒါအပြင် မီဒီယာတွေမှာရေးနေသားနေကြတာတွေကိုလည်းဟိုနီအမ်မိုဒင်ကပေါ့နော်ငါ့ကိုယုံနေဆိုတာတဲ့မင်းတို့မီဒီယာတွေကိုငါကစားမားတွေကပိုးယုံနေတယ်ဆိုပြီးတော့ပြောသွားတာတွေပါရှိခဲ့တာကိုနော်အဲကြောင့်ဒီနေ့ပွဲရတော့သူတော့ကစားမားတွေကိုချိန်နဲ့တယ်ပေါ့လေဆိုတော့အရေးကြီးတာကတော့ international break ပြီးလို့ပြင်လာတဲ့အခါမှာကျွန်တော်တို့ဒီလေပါဦးတင်တဲ့ပွဲမှာနီပြကအမ်မိုရင်းပဲဆက်ရှိနေမှာလားပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တခြားဘလို့ဖြစ်လာအောင်မလဲပေါ့အမ်မိုရင်းပဲဆက်ရှိနေမယ်ဆိုလို့ရှိရင်လည်းပဲကစားမားတွေအနေနဲ့ ေပါဦးတင်တဲ့ပွဲစဉ်မှာအမှန်ကန်ကျွန်တော်အချီကြီးကောင်းသွားဖို့ကျွန်တော်လိုတယ်ပေါ့နော်ဆိုတော့ညီကလေးနေနေရောဘယ်လိုမြင်ကြလဲဒါကတော့နီးပြအမှုရင်ပြောခဲ့တဲ့အကြောင်းအရာလေးတွေပါဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်